လေကလေ125 2018ဆက်ဖို့ modern ECU ပေါ့နော်ဒီ ECU ကကြာသွားတော့ဒီ ECU ကိုတက်လိုက်ရင်သွားဖြူတွေခဏခဏပြတ်သွားတာပေါ့နော်ဒီ ECU ကိုတက်လိုက်ပြီးဆိုတော့ top phone လောက်ရတယ်တစ်ချက်လေးပဲရတယ်ပြီးသွားရင် main queue ပြတ်ပြတ်သွားတယ်ပေါ့နော်လုံးဝအလုပ်လုပ်လို့မရဘူးဆိုတော့ကျွန်တော်က ECU တစ်လုံးကိုကျွန်တော်တို့ကဆန်းတော့မယ်ဆိုရင်ကျွန်တော်တို့ကဒီကောင်ကျွန်တော်က digital meter ကို digital meter ကို advanced scale မှာထားပေါ့နော် advanced scale မှာပဲထားထားဒါမှမဟုတ် function မှာပဲထားထားပေါ့နော်အဲ့တော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီထဲမှာရှိတဲ့ ဒီမှာအဲမီတာတို့ကြည့်တော့အတန်း900မီလေးပေါ့နော်ဒီမှာကျတော့ alternator 3 phase 16ထုတ်ကွာဆိုတော့ဒီမိုသုံးဘောကဘာလို့ပြရလဲဆိုတော့သူကချာခြင်းလဲဒီမိုသုံးဘောကပဲသွင်းပေးတာစက်တက်ကိစ္စကိုလည်းဒီမိုသုံးဘောကပဲလုံဆောင်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမိုသုံးဘောကိုကျွန်တော်ကအလွယ်မှာ ECU တလုံးအားဒါမေးဖြစ်ကြတာပဲဖြစ်ဖြစ်ဟိုအဟောင်းတလုံးကိုဝေချင်တာပဲဖြစ်ဖြစ်ပေါ့လေစမ်းတက်နေလေးပေါ့နော်ဟိုအများကြီးမပြောပါဘူးအတန်းစကေးမှာထားပြီးတော့ဒီမိုသုံးဘောကိုတိုင်းကြည့်အတန်းစကေးမှာထားပြီးတော့ဒီမိုသုံးဘောကိုတိုင်းကြည့်လို့ဒီကွန်ဂုတ်သုံးဘောကိုတိုင်းကြည့်လို့ဘယ်ငုံးနဲ့ပဲတိုင်းတိုင်း အတန်မြင်နေခဲ့တယ်ဆိုရင်ဒီဘက်ကစက်တက်မရတော့ပါဘူးစက်တက်လည်းမရတော့ပါဘူးเนาะဒီဘက်စက်တက်မရတော့ပါဘူးနောက်တစ်ခါဒီဘက်မှာဆိုရင်မတီးရနေလာတဲ့ main ground ကျိုးရှိတယ် start charging relay ကနေလာတဲ့အတွဲလို့300အမ်ပီယာကျိုးရှိတယ်ပေါ့နော်တို့အချင်းချင်းကိုတိုင်းချင်းရင်လည်းအတန်မြင်နေရပါဘူးဘာကြောင့်တစ်ချောင်းအပေါင်းတစ်ချောင်းအနှုတ်အဲ့ဒါကိုကျွန်တော်ကဟိုအပေါင်းနဲ့အနှုတ်ဆိုတော့ဘယ်လိုလဲနေနေတိုင်းလိုက်ရင်ဒါဟုတ်ဖန်ရှင်သဘောတရားအရာဟိုနှစ်ဖက်စလုံးအတန်မြင်နေတာမျိုးမဖြစ်ရပါဘူးတစ်ဖက်ပဲအတန်မြင်နေတာမျိုးဖြစ်ရပါမယ်နော်အခုတော့ကျွန်တော်တို့ကဒီအပေါင်းလုံးနဲ့အနှုတ်ကိုတိုင်းတော့လေအတန်ငါးဓာတ်ရိုက်ကိုနေရှင်ဖြစ်နေတယ်ဆိုတော့ဒီ ECU ကိုစိုက်ကင်မှာတက်လိုက်ရင်ဘယ်နည်းနဲ့ပင်နေနေမင်းဖြစ်ပြတ်မှာပါ ဒါတော့ဒီကမှာရှိတဲ့ဗတရားလာတဲ့ main ground zone နဲ့ set charging ကိုလည်းလာတဲ့အပေါင်းပါပါ main power supply zone နဲ့သူတို့နှုတ်ကိုတိုင်းကြည့်လိုက်ရင်အတန်လုံးဝမမြင်ရပါဘူး။မြင်နေတဲ့အချိန်ဒီ ECU မကောင်းပါဘူး။အဲတက်လိုက်ရင်လည်းမေးပြခဏခဏပြတ်မှာပါ။နောက်တစ်ခုကဒီကမှာရှိတဲ့ coin ကို၃ခုနဲ့ coin ကို၃ခုကိုတိုင်းကြည့်မယ်ဆိုရင်လည်းအချင်းချင်းတန်မြင်ရပါဘူး။ဒီလိုမျိုး၃ခုကိုတိုင်းကြည့်လို့အချင်းချင်းတန်မြင်နေခဲ့လို့ဆိုတော့ဒီဆိုင်ကလေးကြီးကဘာဖြစ်မလဲဆိုတော့စက်မရပါဘူး။ဟောဒါလည်းကဒါလည်းကဒီဟာဘာဖြစ်မလဲဆိုတော့ main queue ဒီ ECU တက်လိုက်ရင် main queue ပြတ်သွားတယ်။အဲဒါဒီဘက်မှာကဒီ ECU တွေမှာကဒီ၃၃ဆော့ဖ်မှာ error တက်တာရှားပါတယ်။ လက်မှာပဲအဲ့ဒါတက်တာများပါတယ်ဘာအဲ့ဒါလဲဆိုတော့ ECU တက်လိုက်ရင်မင်းပြပြတာ ECU တက်လိုက်ရင်မင်းပြပြတာတကယ်လဲ ECU ကြောင့်ပဲမင်းပြပြတာလားဝါရင်းလိုင်းကြောင့်ပဲမင်းပြပြတာလားသိအောင်ခုလိုမီတာဝန်တန်ကွန်နက်ရှင်ထားပြီးတော့တကယ်အကောင်းလုံးကတိုင်းမယ်ဆိုရင်ဒီဘုံနှလုံးကိုတိုင်းရင်လည်းအတန်မမီရပါဘူးဒီဘုံသုံးဘုံကိုတိုင်းရင်လည်းဘယ်လိုပဲတိုင်းတိုင်းအတန်မမီရပါဘူးအဲ့တော့ကျွန်တော်ဒီကောင်လေးကိုအဲကျွန်တော်ဥပမာတစ်ချက်တိုင်းကြည့်မယ်နော်ဒါလေးက350ပြင်59ပြင59လေးကျွန်တော်တစ်ချက်တိုင်းကြည့်မယ်ဒီဘုံသုံးဘုံကိုကွာလုံးသုံးဘုံကိုကျွန်တော်တိုင်းကြည့်မယ်ဒီမှာတစ်ဘုံတစ်ဘုံဘယ်လုံးနဲ့တိုင်းတိုင်းမင်းကြီးတိုင်းနေတယ်လို့တိုင်း တန်မမြင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီ ECU ကအကောင်ဖြစ်ပါတယ်။နော်ဒီ ECU ကအကောင်ဒီ ECU ကအပြတ်နော်ဒီငုံသုံးဖို့ကိုဒီကောင်းနေရလုံးမှာဒီငုံသုံးဖို့ကိုအတန်ကုန်နဲ့ရှင်းနဲ့ထားပြီးတိုင်းနေအတန်လုံးဝမမြင်ပါဘူး။အဘယ်လိုလဲဆိုတော့ဒီ ECU ကအကောင်ဖြစ်လို့ပါဆက်တက်လဲရလို့ပါ။ဒီ ECU မှာတက်လိုက်ကျွန်တော်တောင်းကြည့်မယ်။ဒီမှာကောင်းလောင်းရလုံးမှာလောင်းရလုံးကိုတိုင်းကြည့်တော့ဒီအပေါင်းတော့ကိုဒီ connection တိုင်းတဲ့နေရာမှာဘယ်လိုပဲတိုင်းတိုင်းသူက connection ပြတ်နေပြီဆိုတော့ဒါ dial function ပြတ်နေပြီလို့ဆိုလိုတာပေါ့နော်။ ော်ဒိုင်အောင်ဆိုတော့ तू ကတစ်ဖက်တည်းပြရမှာလीနော်ဒိုင်အောင်ဆိုတော့တစ်ဖက်တည်းပြရမှာဒါပေမဲ့လောလောဆယ်မှာက तू ကနှစ်ဖက်စလုံးကိုဘယ်လိုပဲတိုင်တိုင်အတန်မြင်နေလဲဆိုတော့ဒီဆိုင်ကယ်တစ်စီးကအာမေးဖြစ်ပြပြီဒီဘက်လုံးကိုတိုင်တိုင်တော့အချင်းချင်းအတန်မြင်နေပြီအတူဒီဆိုင်ကယ်တစ်စီးကစတက်မရတော့ဘူးโอเคဒီကကောင်းတဲ့လုံးကိုတိုင်ကြည့်မယ်အချင်းချင်းတော့လုံးကိုတိုင်ကြည့်တော့အတန်မြင်ဘူးဆိုတော့ဒီဘင်းကစတက်ရတယ်ဒီဘက်ကတရရလာတဲ့ main ground ကိုလည်းစတက်ဆိုင်ကလေးကအပေါင်းကုန်းနဲ့တိုင်ရတဲ့ခါမှာအတန်မမီပါဘူးဒါကအတန်မမီပါဘူးတစ်ဖက်တော့ကြီးတယ်နော် တစ်ဖက်ကမြင်တဲ့ဒါအောင်ဖန်ဆင်းတဲ့သဘောတရားအရာကတစ်ဖက်တက်တာပေါ့နော်အဲ့တော့ဆိုလိုချင်တဲ့လေရစီဟောင်းလုံးကိုဝယ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်မင်းကြီးပြတာပဲဖြစ်ဖြစ်စက်တက်မရတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်မိသားဝန်ကွန်ရှင်ထားပြီးတော့လွယ်ကူမီးလေးရတော့ဒီသုံးလုံးကိုတိုင်းအတန်မီနေရင်စက်တက်မရဘူးအတန်မီမှစက်တက်ရမယ်ဒီလုံးကိုတိုင်းတိုင်းနေရင်ကြောင်မြန်ဒီမိသားအနည်းမိသားပြောတံကိုအပေါင်းတို့ကိုဘယ်လိုလဲလက်တိုင်းလက်တိုင်းအတန်မကြီးရဘူးအကယ်၍နှစ်ဖက်သလုံးလက်တိုင်းတာကိုနှစ်ဖက်သလုံးတိုင်းတဲ့အခါမှာအတန်ကြီးနေရင်ဒီဘက်ကမေးဖြူပြတ်မယ် ဒါလေးကတော့ ECU ကိုအပြင်မှာဟိုအလဲတခုပေါ့နော်မိသားစုတစ်လုံးနဲ့ဝယ်စင်မဝယ်စင်အဟောင်းကောင်းတယ်မကောင်းဘူးဆိုတာလေးကိုဒါမျိုးလေးကိုစမ်းသပ်တဲ့ပုံစံလေးပေါ့နော်ဒါကွိုင်းအဲဒီငုတ်သုံးဟုတ်ပေါ့နော်ဒီငုတ်သုံးဟုတ်ဒီအာသူကဘာလို့ပြောရလဲဆိုတော့ခြာကျင်လဲတင်းလို့ရတယ်စက်တက်လဲလုံဆောင်လို့ရတယ်အဲဒါလေးဒီငုတ်သုံးဟုတ်ကအချင်းချင်း connection ရှိနေရင်ခြာကျင်လဲမဝင်ဘူးစက်တက်လည်းမရတော့ဘူးပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော်က easy ဘက်ကိုတိုင်းပြပါပြီဆိုတော့ကျွန်တော်ကဘာလို့ကြောက်လဲဆိုတော့ဒီ quantum ချမ်းကိုတိုင်းကြည့်ရင်တော့ quantum ချမ်းမှာတိုင်းရင်ကြတော့ဘယ်လိုပြမလဲဆိုတော့အချင်းချင်းအတန်ကြီးရမယ်အချင်းချင်း connection ရှိရမယ်သုံးဟုတ်လို့ အဲ့ဒါအတန်ကွန်နက်ရှင်မှာထားပြီးတော့ဒီသုံးခုကိုတိုင်းတဲ့အခါမှာအချင်းချင်းကွန်နက်ရှင်ကနှစ်ခုရောရှိတယ်တစ်ခုကပျောက်နေခဲ့တယ်ဆိုရင်တော့ဒီဘင်းကဆက်တက်မရပါဘူးဒါတော့ခုကတော့ ECU လေးမှားတဲ့ညီအကိုအတွက်ကို ECU လေးစမ်းပြရင်းနဲ့ဂျင်ဝင်ကြည့်နေတဲ့ညီကိုတွေလည်းဒါပြောမယ်ဆိုတော့လေးရောင်နဲ့ညီကိုတွေဘူးသူကရအောင်ဒါပြန်လဲ share လုပ်ကြည့်ဖြစ်ပါတယ်အော်ဒါနီကကွိုင်ဘက်ကွိုင်ဘက်ချမ်းကိုတိုင်းရင်တော့အချင်းချင်း connection ရှိရမယ်သုံးခုလုံးတကယ်ဒီထဲမှာတန်ခုတ်က connection မရှိဘူးဆိုတော့ဒီမင်းကစတက်မရပါဘူးနောက်တစ်ခုကသူတို့အချင်းချင်းနဲ့ connection ရှိရမှာသူက body နဲ့ ground တက်လို့မရပါဘူးသူက body နဲ့အချချကြည့်မယ် ကွန်နက်ရှင်မရှိရပါဘူးအတန်းဘော်ဒီမှာအားချချင်တယ်လို့ကွန်နက်ရှင်ရှိတယ်ဆိုရင်ဒီမင်းဟာတင်းတင်းပြီးနိုးရင်တော့နိုးနိုင်တယ်ဆက်တက်မရပါဘူးအဲ့တော့ quality ချမ်းကိုတိုင်းရင်၃ချောင်းလုံးအချင်းချင်းကွန်နက်ရှင်ရှိရမည်ဘော်ဒီနဲ့အကြလို့မရပါ သုံးချောင်းထဲကတစ်ချောင်းပြောင်းနေရင်ဒီဘက်ကချခြင်းမဝင်ဘူးစစ်တက်မရဘူးဘုမဟုတ်သုံးချောင်းထဲကတစ်ချောင်းချောင်း body နဲ့အကြနေခဲ့မယ်သုံးမဟုတ်သုံးချောင်းလုံးအကြနေခဲ့မယ်ဆိုရင်ဒီဘက်ကကင်းနေပြီမို့ရင်တော့ node စစ်တက်မရနိုင်ပါဘူးဒါက coin ချောင်းကိုပြောတာပါဒီဘက်မှာရှိတဲ့ငုတ်တဲ့ easy ဘက်ငုတ်သုံးမမကြတော့အချင်းချင်း connection မရှိရပါရှိနေရင်ချခြင်းမဝင်ဘူးစစ်တက်မရဘူးဒါလေးတွေပေါ့နော်အခုကဒီဘက်မှာရှိနေတဲ့ main ground ငုတ်နဲ့စစ်တက်ကြတဲ့နေရာကအပေါင်းလာအပေါင်းလာတဲ့အပေါင်းငုတ်နဲ့တိုင်းရင်အချင်းချင်း connection မရှိရပါဘူး ။အဲဒါဟုတ်ပါရင်သဘောတရားအရာတစ်ဖက်ပဲတက်ရမယ်။အဲ့ဒါဆိုရင်တော့ကောင်းပါတယ်။ကဲမိသားစုတန်ကိုလည်းရှင်းမထားပြီးတော့ဘုရားဒီမဲ့တိုင်းကနှစ်ဖက်လုံးအတန်ညီနေခဲ့တယ်ဆိုရင်ဒီဘက်ကမင်းဖြစ်ပြပါပြီ။ဒါလို့ရတော့ဒီမှာပါတဲ့ socket လေးတွေအကြောင်းကိုကျွန်တော်ကရှင်းပြပေးတာပါ။ဒီတော့ရတော့ကျွန်တော်ဘာလို့ရှင်းပြမလဲဆိုတော့ဒီမှာရှိတဲ့33ပေါက်မှာရှိတဲ့ကျိုးတွေအကြောင်းကိုကျွန်တော်တစ်ချက်ရှင်းပြပေးမယ်နော်။ အဲ့တော့ဒီကောင်လေးကကျွန်တော်ဗာလဲဆိုတော့တိဖြစ်ပါတယ်ဒဏ္ဍာန်းကို7ရက်ပေါ့ဆိုတော့ဒီမှာ7နှစ်နဲ့ဆုံးသက်ပါတယ်ဒီမှာ7နှစ်နဲ့စပြီး20နှစ်နဲ့ဆုံးသက်ပါတယ်ဒီမှာ23နှစ်စပြီးတော့33နှစ်ဆုံးသက်ပါတယ်အဲ့တော့နံပါတ်1မှာရှိနေတာဒီပလက်ကွိုင်းကို ECU ကနေအနှုတ်ထုတ်ပြီးတဲ့ကျူးဝါပြာကျူးလေးပေါ့နော်ဒီဝါပြာကျူးလေးကဘာလို့ပလက်ကွိုင်းမှာကကျွန်တော်တို့ကဟိုနံပါတ်6ဖြူကနေပေးထားတဲ့အပေါင်းကပောက်ဖွင့်တဲ့အချိန်ကနေရောက်ပြီးသားအဲ့တော့ခွန်နဲ့လိုအပ်တဲ့အနုကို ECU A socket A socket ရဲ့နံပါတ်1မှာရှိတဲ့ဝါပြာကျိုးလေးကနေပြီးတော့ဒီ power stove ရောက်တိုင်းပေါ့နော် ။သူကနေပြီးတော့အနှုတ်ထုတ်ထုတ်ပေးရတာပေါ့။အဲ့လိုမျိုး ECU ကနေပြီးတော့ပင်နယ်မက်တစ်ကဝါပြကျိုးလေးကဘလောက်ကောင်အနှုတ်ထုတ်ပေးနိုင်မို့ဆိုတာအရေးကြီးဆုံးစင်တာကတော့ CKB စင်တာပေါ့နော်။ CKB စင်တာပေါ့။ဒါပေမဲ့ CKB ကစင်တာကကောင်းနေမဲ့လေအဲ့ဒီနေရာမှာ ECD စင်တာပြက်နေတာမျိုးဆိုရင်လေဒီဝါပြကျိုးကနေအနှုတ်ထက်မလာပါဘူး။အဲ့တော့ကဲညာဝါပြချိုးကအင်ဂျင်လက်ပတ်တဲ့အခါမှာဘလက်ဘော်ကတော့မထုတ်ခဲ့ဘူးဆိုရင် CKB စင်တာရောကောင်းရဲ့လားနောက်တစ်ခါ TB စင်တာရောကောင်းရဲ့လား ECD စင်တာရောကောင်းရဲ့လားဆိုတာကိုစစ်ဆေးပေးပါနောက်ဆက်နံပါတ် အာကျွန်တော်တို့ကညိုညိုဝါချိုညိုဝါချိုကကြတော့ဟို ECU ကနေပြီးတော့စီပန်းမော်တာကိုတော့ဖွင့်တဲ့အချိန်မှာ20ကန်အနှုတ်ဘောကနေအင်ဂျင်လည်းပတ်တဲ့အခါမှာအဲအနှုတ်ဘောကထုတ်ပေးတဲ့ကျိုးဒီ ECU ကနေမှနှစ်မှာရှိတဲ့ညိုဝါချိုလေးကစီပန်းကိုအနှုတ်ထုတ်ပေးနိုင်ဖို့အတွက်အရေးကြီးဆုံးဘယ်သူတွေကောင်းရမလဲဆိုရင်တော့ CKB စင်တာကောင်းရပါမယ်နောက်တစ်ခုကတော့ DB စင်တာတို့ ECD စင်တာတို့ကောင်းရပါမယ်နောက်တစ်ခုကတော့ နော်ဆယ်ဆော့ကတ်ဒီပြုတ်နေရင်လည်းမရပါဘူးနော်အဲ့တော့ကဲရင်ပင်နံပါတ်နဲ့မှရှိတဲ့မျိုးဝါကျိုးလေးကစီမံမော်တာကိုအနှုတ်မထုတ်ခဲ့ဘူးဆိုရင်တော့ CKB စင်စာကိုနံပါတ်1အနေနဲ့အဓိကထားစစ်ပါပြီးတော့ရင်နော်ဆယ်ဆော့ကတ်ပြုတ်မပြုတ်ကိုကြည့်ပါပြီးတော့ရင် ECD စင်စာတို့ PB စင်စာတို့ကိုစစ်စစ်ပါနော်နံပါတ်3နံပါတ်3မှာပန်းပြာကျိုးလေးရကြတော့ဗာလဲဆိုရင်တော့ ECU ကနေပြီးတော့ Intra Nozzle ဒီကိုစီတိုင်မရောက်တဲ့အခါမှာအနှုတ်ထုတ်ပေးတဲ့ကျိုးလေးအဲ့တော့ ECU ကနေဒီပန်းပြာကျိုးနဲ့ Intra Nozzle ကိုအနှုတ်ထုတ်ပေးနိုင်ဖို့အတွက်အရေးကြီးဆုံးစင်စာကလည်းကရိုင်းစင်စာ CKB စင်စာပဲဖြစ်ပါတယ်အကယ်၍မြန် ECU ကဒီပန်းပြာကျိုးက Intra Nozzle ကိုအနှုတ်မထုတ်နိုင်ခဲ့ရင် င်အရေးကြီးဆုံးနံပါတ်1ဆေးရမှာကတော့ client CKB စင်တာဖြစ်ပါတယ်။သူက CKB စင်တာကောင်းနေခဲ့တယ်ဆိုရင်လည်းအခြားသော TV စင်တာတွေ ECD စင်တာတွေကိုစစ်ဆေးပါ။နံပါတ်နံပါတ်4မှာကျိုးမှာပါ။နံပါတ်5မှာက Wasin Wasin ဆိုတာကစတက်ခလုတ်နှိမ့်လိုက်တဲ့အခါမှာစတက်ခလုတ်အထွက်ကနေပြီးတော့ထွက်လာတဲ့အပေါင်းကျိုးဖြစ်ပါတယ်။ကျွန်တော်တို့တရုတ်ဆိုင်ငယ်တွေမှာဆိုရင်စတက်ကလုတ်နှိမ့်လိုက်ရင်စတက်ကလုတ်ကထွက်လာတဲ့အပေါင်းချိုးတို့မဟုတ်အနှုတ်ချိုးဒီစတက်ရယ်လီကိုတန်းသွားပေမဲ့လေဒီဆိုင်ငယ်တွေမှာကျတော့စတက်ကလုတ်ကထွက်တဲ့အပေါင်းဟာ ECU ကိုသူက signal လမ်းပို့ပေးရပါတယ်စတက်နှိမ့်ကြောင်းပေါ့နော်အကယ်၍ဒါဒီဝါပြဝါစင်းညားချိုးကစတက်ကလို့ထွက်ကနေပြီးတော့ ECU ရဲ့ pin number ငါးဟိုတာအပေါင်းမရောက်ခဲ့ဘူးဆိုရင်တော့ဒီဆိုင်ကအင်ဂျင်မလဲပါဘူးစတက်မရပါဘူးကင်းနေပြီးငုံရင်တော့နိုးနိုင်ပါတယ်စတက်မရတဲ့အခါမျိုးမှာဆိုရင်ဒီပင်နယ်ဘက်ငါးမှာရှိနေတဲ့ဝါစင်ကြားကျိုးလေးဒီကိုတက်စာနဲ့ထိုးပြီးတော့စတက်ကလုတ်နှိပ်ပြီးတော့မီးရောက်မရောက်ကိုစစ်ဆေးပေးပါပြီးသွားရင်နံပါတ်အဲ6 ခြောက်မှာရှိနေတဲ့မက်ဆင်ဂျာကျိုးလေးဆိုတာအိုက်ဒလင်ခလုတ်ဖွင့်လိုက်တဲ့အခါမှာအိုက်ဒလင်ခလုတ်အထွက်အနှုတ်ကျိုးကနော်အနှုတ်ဘွားကျိုးကအာဒီ ECU ကို idling စနစ်စတင်ပြီဆိုတဲ့အကြောင်းကိုခလုတ်ကနေ signal ပို့တယ်အနှုတ်ဘွားကျိုးလေးပဲဖြစ်ပါတယ်အကယ်၍ဒါ idling ခလုတ်ဖွင့်လိုက်တဲ့အခါမှာဒီနှစင်းကားကျိုးလေးက ECU ပင်နံပါတ်6ကိုဒါနှုတ်ဘွားမရောက်ခဲ့ဘူးဆိုရင်တော့ idling စနစ်လုံးဝလုံးမလုပ်ပါဘူးဒါကြောင့်ပင်နံပါတ်9ပင်နံပါတ်9မှာရှိနေတဲ့လီကူကြားကျိုးလေးဆိုတာကတော့ ဒီ ECU ကနေပြီးတော့ဒီ port ဒီကို24နာရီပြေးထားတဲ့အကောင်းပါဝါ supply ရုပ်ဖြစ်ပါတယ်။အဲဒါလေးက ECU ပြင်နံပါတ်9မှာရှိနေတဲ့ဒီလူလူသားတို့လေးက port 24နာရီအပေါင်းပေးမထားခဲ့ဘူးဆိုရင်စီပတ်မော်တာလည်းမလဲပါဘူး။ပလက်ကွန်ကိုလည်းအပေါင်းမရောက်ပါဘူး။အင်ဂျင်တာနော်ဇီကိုလည်းအပေါင်းမရောက်ပါဘူး။ FIDD ကိုလည်းအပေါင်းမရောက်သည့်အတွက်ဒီဇိုင်းကလုံးဝဆက်နိုးမှာမဟုတ်ပါဘူး။ဒီပိုင်းတော့ပြင်နံပါတ်ပြင်နံပါတ်8 哦，哪里头， ပြန်နမရှိမှရှိနေတယ်ကျွန်တော်တို့ကနက်ဖြူကြားကျိုးလေးဆိုတာကပေါ်ဖွင့်လိုက်တဲ့အခါမှာတော့အထက်နက်ဖြူဝါနေပြီးတော့ ECU ပါဝါနိုးဖို့အတွက်ပေးထားတဲ့အပေါင်းပါဝါဆပ်ပလိုက်မျိုးဖြစ်ပါတယ်အကယ်၍သာတော့အထက်နက်ဖြူဝါ ECU ပြန်နမရှိကိုပေါ်ဖွင့်တဲ့အချိန်မှာအပေါင်းပါဝါဆပ်ပလိုက်မပေးခဲ့ဘူးဆိုရင်တော့ဒီဇိုင်းကတည်းက ECU ပါဝါမနိုးသေးတဲ့အတွက်စင်တာဘိုင်းတွေရောအကျူရတာဘိုင်းတွေရောလုံးဝအလုံးမလုပ်သေးတဲ့အတွက်ဒီဇိုင်းကတည်းကစက်တက်လည်းမရတယ်လို့ဆက်လက်နှိုးရမှာမဟုတ်ပါဘူးဒါကြောင့်စက်တက်မရတဲ့အခါဆက်နှိုးလို့မရတဲ့အခါမျိုးမှာဆိုရင်လည်းပြန်နမရှိမှရှိတဲ့နက်ဖြူကျိုးလေးကပေါ်ဖွင့်တဲ့အချိန်မှာအပေါင်းရောမရောကိုစစ်ဆေးပေးပါ ဒီနံပါတ်ကိုကိုမှရှိတဲ့အနီအောင်ကျူးလေးဟိုဟာနီညိုကြားကျူးလေးပေါ့နော်အနီပေါ်မှာအညိုကြားထားတယ်နီညိုကြားကျူးလေးရကြတော့ဖြူ6လုံးရဲ့နံပါတ်1ဖြူကနေပြီးတော့ ECU ကို24နာရီအပေါင်းပါဝါဆပ်ပလိုက်အဝင်ပေးထားတဲ့ကျူးဖြစ်ပါတယ်ဖြူ6လုံးရှိတယ်6လုံးထဲမှာမှာ3လုံးက1ရက်2ရက်3ရက်က24နာရီမီရောင်း56ကတောက်ခွင့်မီရောင်း24နာရီမီရောက်ပြီဖြစ်တဲ့တင်းနဲ့၃နဲ့ကနေမှနံပါတ်၁အဖြူအထွက်ဒီမီညိုကြားကျိုးလေးက ECU ပင်နံပါတ်၉ကို24နာရီအပေါင်းဝင်ထားတာဖြစ်လို့ အကယ်၍ဒါနံပါတ်1ဖြူပြနေရင်ဒီ ECU နံပါတ်9ကို24နာရီအပေါင်းမရောက်တော့ပါဘူးမရောက်တော့ရင်ဘာဖြစ်မလဲဆိုတော့ ECU လုံးဝပါဝါမနိုးတဲ့အတွက်စဉ်းစားအကြွေးတားရလုံးမလုပ်တဲ့အတွက်စက်တက်လည်းမရတယ်လို့စက်လည်းမနိုးပါဘူးဒါကြောင့်စက်တက်မရတဲ့အခါစက်မနိုးတဲ့အခါ ECU ပါဝါမနိုးတဲ့အခါဆိုရင် ECU ရဲ့နံပါတ်9ကိုနံပါတ်1ဖြူအထွတ်ညီညွတ်ကြိုးလေးကအပေါင်းရောက်မရောက်စစ်ဆေးပေးပါဒီတော့ရင်တော့နံပါတ် တစ်ဆယ်10မှာရှိနေတဲ့စိတ်နှိမ်မောတာကျိုးလေးဆိုတာက ECG ကနေပြီးတော့ TB စင်တာနဲ့ ECD လို့ခေါ်တဲ့အင်းငယ်ပူချင်းအာရုံကန်စင်တာကိုထုတ်ပေးထားတဲ့စင်တာကောင်းကျိုးဖြစ်ပါတယ်။အကြွေဒါ ECG ပြန်နာတဲ့10မှာရှိနေတဲ့စိတ်နှိမ်မောတာကျိုးက TB စင်တာကိုလည်းကောင်းမပေးခဲ့ဘူး ECD စင်တာကိုလည်းကောင်းမပေးခဲ့ရင်ဒီဆိုင်ကမှစင်တာတွေအလုံးမလုပ်တော့ဘူး။အဲ့တော့အလုံးမလုပ်တဲ့စင်တာတွေအလုံးမလုပ်တဲ့အတွက်ဒီဆိုင်ကမှစင်တာတွေက ECG ကိုတရင်မပို့နိုင်တော့ဘူး။မပို့နိုင်တော့ ECG ကလည်း output actuator ဖြစ်တဲ့ nozzle black white စီပန်းတို့ FID တို့ကိုကျွန်တော်ကမခိုင်းစေနိုင်တော့ဘူးပေါ့နော်။ဆမ်မန်တို့ရဲ့ပြဿနာနဲ့ကြုံတွေ့နိုင်တယ်။အဲ့တော့ အဲ့ဒါရတာတီတီစင်နာအဲ့ဒါအချက်မီခုံနေခဲ့ရင်သို့မဟုတ် ECD စင်နာအချက်မီခုံနေခဲ့ရင်အဲကျွန်တော်တို့ကဒီပင်နံပါတ်30မှာရှိတဲ့စိတ်လင်မွန်ကြားကျူးလေးကတီတီစင်နာနဲ့ ECD ကိုစင်နာကောင်းရောက်မရောက်ကိုစစ်ဆေးပေးပါဝါယာကွန်နက်ရှင်တူကွန်နက်ရှင်တွေတိုင်းပေးပါပင်နံပါတ်7မှာရှိနေတဲ့အာကျွန်တော်ဝါလင်မွန်ကြားကျူးလေးဆိုတာက ECU ကနေတီတီစင်နာအာရုံခံမှုလုံးဆောင်ရန်အတွက်ပြင်ထားတဲ့5ခုအကျိုးဖြစ်နေသည့်အတွက်အဲ့ဒါဒီ ဖိုက်ဖို့ကြိုးစားပြတ်နေခဲ့မယ်ဆိုရင် TV စင်တာလုံးဝအလုပ်မလုပ်သေးတဲ့အတွက် ECU ကလေးပါစင်တာရဲ့ဒီဂရီကိုမသိတော့ပါဘူးမသိသည့်တရားအင်ဂျင်နာတို့ရဲ့စီပြန်လုံးကိုကောင်းမွန်တာမထင်းချုံနိုင်သေးတဲ့အတွက်ဆက်မနိုးသောပြဿနာလီဘာမပွန့်တော့ပြဿနာဆလုံးမမှန်တော့ပြဿနာမျိုးတွေကျွန်တော်တို့ကြုံတွေ့နိုင်ပါမယ်အော်ဒရမှာဆိုရင်ဒီမှာတွေ့တာစိမ့်နူနီစိမ့်နူနီဂျာတူလေးဆိုတာကဂျာမူဂျောင်းနေပဲပြောစောင်းလားဆရာတို့အဲ့တော့အဲ့ဒီနံပါတ်7မှာရှိနေတဲ့စိမ့်နူနီဂျာတူလေးဆိုတာက အင်ဂျင်ရအပူချိန်နော်စံငယ်အင်ဂျင်ရအပူချိန်ရေရအပူချိန်120ရောက်လာပြီဆိုတာနဲ့ဒီ ECU ပြန်နံပါတ်7မိနစ်မှာရှိနေတဲ့စိမ့်မိနီဂျိုးလေးကဒိုင်ဝတ်တန်းမှာရှိတဲ့ရေရင်မီးကိုအနှုတ်ထုတ်ပေးတဲ့ဂျိုးဖြစ်ပါတယ်နော်အဲ့တော့ဒီအင်ဂျင်ရအပူချိန်120ဒီဂရီရောက်လာတဲ့အချိန်မှာ ECU ကနေအင်ဂျင် overheat တက်နေကြောင်းကိုဒိုင်ဝတ်တန်းမှာရှိတဲ့ရေရင်မီးကိုအနှုတ်ထုတ်ပေးတဲ့ဂျိုးလေးပဲဖြစ်ပါတယ်ဒါပေမဲ့တစ်ခါတလေမှာ ဒီသိမှုညာကျူးလေးကအင်ဂျင် overheat မတက်ဖဲနဲ့ရေလည်းရှိတယ်အင်ဂျင်ဝမ်လည်းရှိတယ်အင်ဂျင်ကလည်း heat မတက်ဖဲနဲ့ဒံခွက်ထဲကရှိတဲ့ရေဟီမီကိုအနုတ်ထုတ်ပေးနေခဲ့တယ်ဆိုရင်တော့ ECD စင်ဆာပြုတ်နေလားကျွန်တော်တို့ကတစ်ချက်စစ်ပေးပါဘာကြောင့်လဲဒီသိမှုညာကျူးလေးကအင်ဂျင် overheat တက်မှရေဟီမီကိုအနုတ်ထုတ်ပေးတာမဟုတ်ဘူး ECD စင်ဆာပြတ်နေရင်လည်းဒါမှမဟုတ် ECD စင်ဆာ socket ပြတ်ပြုတ်နေရင်လည်းအနုတ်ထုတ်ပေးနိုင်ပါတယ်အဲ့ဒါစစ်စစ်ပေးပါစင်နာပြက်လို့အနုတ်ထုတ်တာလားယေဟီပြက်လို့အနုတ်ထုတ်တာလားဆိုတာကိုတရားစွာစစ်စစ်ပေးပါဒီတော့ရင်ပြန်နာမဲ့73မှာကျိုးမှာပါ74မှာရှိနေတဲ့ ြူပြကျိုးလေးဆိုတာကတော့ပြည်စုယူကနေပြီးတော့ဒါမှတဲမှာရှိတဲ့အင်းငယ်ချက်ပြမျိုးကိုတော့ဘုန်းနဲ့အချိန်မှာတစ်ကတန်းအနှုတ်ကဘာထုတ်ပြီးတော့ကျိုးလေးပဲဖြစ်ပါတယ်ဒီပြူပြကျိုးလေးကဒါမှတဲမှာရှိနေတဲ့အင်းငယ်ချက်ပြမျိုးကိုတော့ဘုန်းနဲ့အချိန်မှာ၂ဆက်ကအနှုတ်ကဘာထုတ်ပြီးရုံနေမကပါဘူးအကယ်၍ nozzle socket ပြုတ်ပြီးဖြစ်စီပြတ်ပြီးဖြစ်စီစင်စာအကျွေးဒါတစ်ခုခုပျက်စီးတဲ့အခါမျိုးမှာဆိုရင်လည်းပျက်စီးသွားတဲ့စင်စာအကျွေးဒါပေါ်မှာမူတည်ပြီးတော့အချက်မျိုးကနှင်းမြန်တဲ့ထုတ်ပြီးတဲ့အနှုတ်ကဘာကျိုးလေးဖြစ်လာတယ် အဲ့တော့ဝိုင်းညာချက်မိအတူလင်းတာချက်မိခုံတဲ့အခါမျိုးမှာတို့မဟုတ်ချက်မိလုံးဝမလင်းတဲ့အခါမျိုးမှာဆိုရင် ECU ပြန်နံပါတ်14မှာရှိနေတဲ့ဖြူပြာကျိုးကနေပြီးတော့အနှုတ်ဘဝထွက်မထွက်ကိုစစ်ဆေးပေးပါနော်35မှာတိုးမပါဟောအစ်စီပြနာမ16 16မှာရှိနေတာကလေးကတော့စိမ့်ဖြူတာတူလေးပဲဖြစ်ပါတယ်အဲ့ဒီစိမ့်ဖြူတာတူလေးကဘာလဲဆိုရင်တော့ ECU ကနေထောက်ထောက်တင်လိုက်တဲ့အခါမှာထောက်စုကနေထွက်လာတဲ့အနှုတ်ဘဝကျူလေးက ECU ကိုထောက်တင်လိုက်ပြီဆိုတဲ့အကြောင်းအချက်ပြပေးသွင်းတဲ့အနှုတ်ဘဝကျူဖြစ်ပါလေအဲ့တော့ကျွန်တော်ဒီတန်ခါတစည်းကိုပြိဆွဲမယ်စတက်ကလုတ်တွေနှိပ်ပြီးဆက်နိုးမယ်ဆိုရင်ထောက်တင်ထားဖို့လိုအပ်ပါတယ်အဲ့တော့ထောက်တင်လိုက်မှထောက်စုကပေးတဲ့အနှုတ်ဘဝက ECU ပင်နံပါတ်16ကိုရောက်မှသာ ECU က စတက်ချာတင်တော်လေးရဲ့ဆွဲပွိုင်ကိုအနှုတ်ထုတ်ပြီးတော့အင်ဂျင်ကိုလေပတ်စီမှာဖြစ်ပါတယ်အကယ်၍ထောက်တင်လိုက်တဲ့အခါမှာဒေါက်စီမကောင်းတာပဲဖြစ်ဖြစ်ကျိုးပြတာပဲဖြစ်ဖြစ်အကယ်၍ဒီစိမ့်မှုကြလေးရတာ EC ပင်နံပါတ်16ကိုအနှုတ်ဘဝမပေးခဲ့ဘူးဆိုရင်တော့ဒီနိုင်ငံတည်းကစတက်လည်းမရတယ်လို့ဆက်လည်းလုံးဝမလို့ပါဘူးနော်ဒီတော့ရင် EC ပင်နံပါတ်16 16မှာရှိနေတာကြီးကဘာလဲကျွန်တော်ပန်းစင်ကြချူပန်းစင်ကြချူလေးရကြတော့နောက်မှာကောင်းအောင်မှာတက်ဆင်ထားတဲ့ mindless စင်နာကနေပြီးတော့ရင်ရဲ့အမြန်လုံးကို ECU ကိုတရင်ပို့ပေးတဲ့ signal တိုးလေးပဲဖြစ်ပါတယ် အဲ့ဒီတူလေးကပစ္စည်းယူကိုဒိမပုတ်ခဲ့ဘူးဆိုရင်ဘာပြဿနာဖြစ်နိုင်တယ်လဲဆိုရင်ကြီးကြီးမားမားပြဿနာကတော့ identity store system မရတာပါဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ identity store system ဆိုတာကဒီပြောရမယ်ဆိုရင်တော့ဘယ်အုပ်ရင်ဆက်ပြီးဒီပါဆိုရင်ဆက်လို့တဲ့စနစ်ပေါ့နော် identity store system အဲ့ဒီ system ကိုထိန်းချုပ်ထားတာက ECU ကထိန်းချုပ်ထားတာပါ။ ECU ကထိန်းချုပ်ထားတဲ့နေရာမှာ ECU ကဘယ်စင်နာတွေရ data ကိုအဓိကယူတာလဲဆိုရင်တော့ မိုင်းလက်စင်တာကြီးကဒေတာကိုအဓိကယူရပါအဲ့ဒီအချိန်မှာမိုင်းလက်စင်တာပြတ်တာကျိုးပြတ်တာစင်တာမကောင်းတာဆိုရင် ECU ပင်နံပါတ်ဆက်ခွန်ကိုမိုင်းလက်စင်တာက signal နဲ့မပို့ခဲ့ဘူးဆိုရင်တော့ idling stop system လုံးဝမရတော့ပါဘူးဟုတ်ရဲ့၁၈၁၈မှာရှိတာကဘာကျိုးလေးလဲဆိုရင်တော့၁၈မှာရှိတဲ့ကျိုးလေးကဆက်ရှိမှာရှိတာကစိတ်နဲ့ကြာကျိုးလေးဖြစ်ပါတယ် ဒီစိမ့်နဲ့ဓာတ်ရင်းလေးကအနုဘဝကျိုးဖြစ်ပါတယ် ECU ကနေပြီးတော့ minus စင်တာအတွက်လိုအပ်တဲ့ ground ကောက်စုအတွက်လိုအပ်တဲ့ ground adrenaline ခလုတ်အတွက်လိုအပ်တဲ့ ground DRG စက်ထိုးကောင်းအတွက်လိုအပ်တဲ့ ground ဆိုတော့အဲ့တော့ adrenaline ခလုတ်ကောက်စု DRG စက်ထိုးကောင်း minus စင်တာကို ECU ကနေဒီ24နာရီ power ground ပေးထားတဲ့ကျိုးဖြစ်နေပြီးအတွက်သူသာပြတ်နေခဲ့မယ်ဆိုရင် adrenaline ခလုတ်ထဲကိုလည်း ground မရောက်တည်ရတဲ့အတွက် adrenaline မရပါ ။ရောက်စုတွေကိုလည်းကောင်းမရောက်သည့်အတွက်ဘလောက်ပဲတောက်တင်တင်စတက်မရပါဆက်မနိုးပါ။မိုင်းလင်းစင်တာကိုကောင်းမရောက်သည့်အတွက် idling stop system မရပါ။ DRD စတုကောင်းကိုကောင်းမရောက်သည့်အတွက်ဆက်ပါဝါမပွင့်မပေါ်ပြဿနာတွေနဲ့ကြုံတွေ့နိုင်ပါတယ်။အဲ့လိုပြဿနာတွေများတတိတိတည်းကြုံတွေ့ခဲ့တယ်ဆိုရင်တော့ EC ပြန်နာမဲ့ဆက်ရှိမှရှိနေတဲ့စိတ်နဲ့ကြားကြိုးလေးကအနောက်ထပ်မထပ်ဘူးလေကျွန်တော်တို့ကတစ်ချက်စစ်စစ်ပေးပါ။ EC ပြန်နာမဲ့ဆက်ကို ဆက်ကောမှာဗာလိရှိနေဆိုတော့ဖြူပြကျိုးလေးဖြစ်ပါတယ်ဖြူပြကျိုးလေးကဗာလိတော့ CKB စင်စာ Hoffa IC VP ကျိုးလေးဖြစ်ပါတယ်အဲ့ဒါဒီ CKB စင်စာမှာရှိတဲ့ Hoffa IC VP ကျိုးလေးက ECU ကို signal ပို့ပေးရပါတယ်ဘာအတွက်လဲဆိုရင်တော့ motor ပျောက်စနစ်အတွက်ဖြစ်ပါတယ်ဒီဆိုင်ကလေးမှာ step motor မပါပါဘူး step motor မပါတဲ့ဆိုင်ကလေးကြီးမှာတိုင်နဲ့တန်လိုက်အချင်းချင်းတွန်းကန်နိုင်ဖို့ခိုင်းဒီနေရာကိုတိကျစွာသိဖို့အရေးကြီးပါတယ် အဲ့တော့ဒီတောင်ရုံးမှာကွိုင်နဲ့တန်လာကျွမ်းကန်ဖို့အတွက်ကိုဂရိုင်းဒီနေရာတိဖို့ဆိုတာ CDP စနားမှာရှိတဲ့ Hoffa NC Buffe ကလည်းစကနယ်ပို့ထားဖို့လိုအပ်ပါတယ်အဲ့တော့ဒီ Hoffa NC Buffe ကျိုးလေးကသူကဒီတော့ဖွင့်တဲ့အချိန်ဒီကနေ့ကအာပြောမယ်ဆိုတော့ ECU ကိုဂရိုင်းရဲ့ဒီနေရာကိုတရင်ပို့ပေးထားရပါတယ်အလက်ကြတရင်ပို့ပေးထားရပါတယ်အကယ်၍သူကလာစကနယ်ပို့မထားဘူးပို့မပေးဘူးဆိုရင်တော့ဒီဆိုင်ကမှာဒီ CDP စနားမှာရှိတဲ့ Hoffa NC Buffe ပြတ်ခဲ့ရင်ဆိုင်ကကင်းင်းရင်တော့နိုးပါတယ်မောင်းလို့လည်းရပါတယ်သို့တော်စတက်မရတော့ပါဘူးဒီပါရင်အဲပင်နံပါတ် စကော20 20မှာရှိနေတဲ့ညုံနဲ့ကြားသူလေးက20မှာရှိနေတဲ့ညုံနဲ့ကြားသူလေးက CKB စင်စာအာယုံခံမှုလွတ်ဆောင်ရန်အတွက် ECU ကနေ11.7ဖို့ပြင်းထန်ထားတဲ့ပေါင်းပေါ်ဝါကျဖြစ်ပါတယ်။အကြမ်းပါ ECU ကပင်နံပါတ်20မှာရှိနေတဲ့ညုံနဲ့ကြားသူလေးက CKB စင်စာကိုတော့ဖွင့်တဲ့အချိန်ဒီကနေ့ကပေါင်းပေါ်ဝါပြင်းထန်မထားခဲ့ဘူးဆိုရင်တော့ ဒီဆောင်ရည်ပတိကဘာဖြစ်မလဲဆိုရင်တော့ဆက်တက်လည်းမရပါဘူးဆက်လည်းမနိုးပါဘူးเนาะဆက်တက်နေလည်းမနိုးပြင်းနေလည်းမနိုးပါဘူးတဲ့အဲ့ဒီကနာချုပ်ခဲ့ရင်လည်းဒီငွေကြေးစုလေးကနေပြီးတော့အပေါင်းဘဝစီးပေးစားပြီးရောင်းမြောက်ကိုဆက်ဆေးပေးပါဒီတော့ညနေဆက်တဲ့နှစ်ဆက်ပြမှာရှိနေတဲ့တန်းတန်းဖြူကြားပြေးလေးဆိုတာက ECU ကနေပြီးတော့ ECD စင်တာအရုံးကမှုလွှတ်ဆောင်ရန်အတွက်ပေးသွင်းထားတော့ +5 ဖို့ကျဖြစ်ပါတယ်အကြမ်းရတာ ECU ကပင်နံပါတ်20မှာရှိတဲ့တန်းဖြူကြားပြေးလေးက ် easy decision ကိုအပေါင်း platform ကိုထုတ်ပေးမထားခဲ့ဘူးဆိုရင်တော့ဒီဇိုင်းတွေမှာ platform မထွက်ချင်း platform မထွက်တဲ့ပြဿနာမျိုးနဲ့ကျွန်တော်တို့ကတွေ့နိုင်ပါတယ်။နောက်တစ်ခုကစက်တမ်မန်နာစက်မျိုးခိုင်းရင်တော့စက်တမ်မန်နာတွေကျွန်တော်တို့တွေ့နိုင်ပါတယ်။နောက်တစ်ခုကတော့ပင်နံပါတ်27 27တင်မှာရှိနေတဲ့ဝါပြကျူးလေးရကြတော့ဗာလဲဆိုရင်တော့ TB စင်နာကနေပြီးတော့ liver စင်နာကနေပြီးတော့နော်စလုံးရဲ့နေရာထားမှာ liver degree 0ဖြစ်ကြောင်း liver ဆုံးဆုံးတော့အခါမှာ liver degree 90ကျော်ဖြစ်ကြောင်းဘုန်းနဲ့ပြောမယ်ဆိုရင်တော့ အာစလုံးအနေထားမှာ0.45ဖို့ဖြစ်ကြောင်းဒီပါဆုံးဖြတ်ရင်လေးဖို့ကြော်ကြော်ဖြစ်ကြောင်း ECG ကို signal အပြောင်းလဲပို့ပေးနေတော့ဘွားကျူးဖြစ်ပါတယ်။သူကလေးပါစင်ဟာသူ့ကိုပေးတဲ့ဘွားလမ်းကြောင်းပြတ်တာပဲဖြစ်ဖြစ်လေးပါစင်သာပြတ်တာပဲဖြစ်ဖြစ်ဖို့ signal ဘွားထုတ်မပေးနိုင်တာပဲဖြစ်ဖြစ်ကျွန်တော်ပလန်နီးမထက်တဲ့ပြဿနာ knowledge စီမံချမ်းတဲ့ပြဿနာဒီပါမပွင့်တဲ့ပြဿနာမျိုးတွေလည်းကျွန်တော်ကကြုံတွေ့နိုင်ပါတယ်။အခုပြန်နံပါတ်23 23မှာရှိနေတဲ့ပြာစိမ်းကြားတူးလေးဆိုတာက ECU ကနေ CKP စင်တာအာရုံကံမှုလုံးဆောင်ရတဲ့ပေးတင်ထားတဲ့ပါဝါကရောင်းကျိုးဖြစ်နေသည့်အတွက်သူဟာပြတ်နေခဲ့မယ်ဆိုရင် ကျွန်တော်ဘာဖြစ်မလဲဆိုတော့ CKB စင်နာကလုံးဝအလုံးမလုပ်တော့ပါဘူး။ CKB စင်နာကလုံးဝအလုံးမလုပ်တော့ဆိုတော့ဘာဖြစ်မလဲ။ CKB စင်နာဆိုတာကအလုံးနှစ်ခုလုပ်ရတာလေ။စက်တက်အတွက်ကောစက်နိုးခြင်းအတွက်ကောအဲ့တော့ဒီနှစ်ဆက်ပေါ်မှာရှိတဲ့လာစင်းကြားကြောင့် CKB စင်နာကိုဘာမှမပေးခဲ့ရင်စက်တက်လည်းမရဘူးစက်လည်းမနိုးဘူးဆိုတာကိုဆိုလိုတာပါ။ပြန်နံပါတ်24နှစ်ဆက်လေးမှာရှိတဲ့အဝါရောင်ကျိုးကတော့ဒေါက်ဆူရပေးတဲ့ဒေါက်ဆူရပေးတဲ့အနှုတ်ဘွားကအာကျွန်တော်တို့ ECU ကိုအနှုတ်အချက်ပြတဲ့အချိန်ရဲ့တက်ကလုတ်ကပြီးတဲ့ဝါစင်ကြားကျိုးက ECU ကိုအပေါင်းအချက်ပြတဲ့အချိန်မှာ ီစီယူကလည်းစက်ချခြင်းလေးရဲ့ဆဲပံကိုအနှုတ်ဘဝထုတ်ပြီးတဲ့ကျိုးလေးဖြစ်ပါတယ်။အကြေးဒါဒီ124မှာရှိတဲ့ဝါရုံကျိုးလေးကစက်ချခြင်းလေးရဲ့ဆဲပံကိုအနှုတ်ဘဝထုတ်မပေးခဲ့ဘူးဆိုရင်တော့ကျွန်တော်ကစက်တက်ခလောက်ကထွက်တဲ့အပေါင်းကတော့ ECG ကိုရောက်ရက်လာတောက်စီကပေးတဲ့အနှုတ်ကတော့ ECG ကိုရောက်ရက်လာဆိုတာကိုစစ်ဆေးပေးပါ ဒီပါရင်ပင်နံပါတ်25မှာရှိနေတဲ့လင်မွန်နဲ့ကြားကျိုးလေးဆိုတာက ECU ကနေ FID ဆိုလိုနိုင်ပါ FID နော်ဆက်ဆက်တင်လို့ချိန်လေးအဖွင့်အသိဆိုလိုနိုင်ပါဒီပါစနာပေါ်မှာရှိတဲ့ဒီ FID ကိုဒီစက္ကန့်ပိုင်းပေါ့နော်စက္ကန့်ပိုင်းအနှုတ်ထုတ်ပြီးတဲ့ကျိုးဖြစ်တယ်အပိုင်ဒီဆိုတာအလုပ်ကိုတခုပဲလုပ်ရပါတယ်။ဘာလုပ်ရလဲဆိုတော့ဆက်ဆတဲ့နှိုးချိန်မှာမိလောင်ပေါက်ွဲမှုကောင်းစေဖို့ RPM ငငယ်နော် RPM မြင့်စေဖို့နော်ဆက်နှိုးရတာလွယ်ကူစေဖို့အတွက်ကိုဒီ FID ကမိလောင်ကန်းတဲ့ကိုလေးကိုဖွင့်ပေးရတာပေါ့နော်။ အဲ့တော့ဒီပင်နမ25မှာရှိတဲ့လိမ်မော်နှကြားချိုးက ECU ကနေပြီးတော့ FIN Solo Night ဘာကိုဆက်စတဲ့နိုးတဲ့အချိန်စတက်ကလုတ်နှိပ်တဲ့အချိန်သို့မဟုတ်ကင်းင်းတဲ့အချိန်လေးမှာဟိုစက္ကန့်ပိုင်းအနှုတ်ထုတ်ပြီးတဲ့ကြိုးဖြစ်တယ်တဲ့အဲ့ဒါသူကထုတ်မပြီးခဲ့ရင်တော့ကျွန်တော်တို့ကဆက်မနှိုးလို့ရတဲ့ဆက်နှိုးလို့မရတဲ့ပြဿနာမျိုးနဲ့တော့မကြုံနိုင်ပါဘူးဟိုအဆက်နှိုးရတာခက်တာလို့ဆက်နှိုးစတက်ရှိရတယ်ကျွန်တော်တို့ကြုံခဲ့နိုင်ပါတယ်နောက်တစ်ခုကပင်နမ26 26မှာရှိတဲ့မီကိုနှစ်ကြားချိုးလေးကကြတော့ အိုင်ရလင်းကလုတ်ကနေပြီးတော့အိုင်ရလင်းကလုတ်ဖွင့်လိုက်တဲ့အခါမှာ ECU ကိုအနှုတ်ပေါ်ကဆက်ပြပြီးဆိုတာနဲ့ ECU ကနေပြီးတော့ဒါငွေထဲမှာရှိတဲ့အင်းကြီးကိုအနှုတ်ထုတ်ပေးတဲ့ဂျိုးဖြစ်ပါတယ်။တကယ်၍အိုင်ရလင်းကလုတ်နှိမ့်လိုက်တဲ့အခါမှာဒီပင်နာဘက်26ကနေပြီးတော့ဒါငွေထဲမှာရှိတဲ့အင်းကြီးရဲ့ဆင်းရောင်ကုန်များအနှုတ်မထုတ်ခဲ့ဘူးဆိုရင်တော့အိုင်ရလင်းကလုတ်ကထွက်လာတဲ့အနှုတ်ပေါ်က ECU ပင်နာဘက်ဘယ်လောက်လဲ6ခု၊နှစ်ဆင်းသားပြင်အနှုတ်ရောက်မရောက်ကိုစစ်ဆေးပေးပါ ပြီးတော့ရင်အပင်နံပါတ်29မှာရှိတဲ့လိမ္မော်ဖြူချားကျိုးလေးဆိုတာက ECU ကနေပြီးတော့ကျွန်တော်ကဒီစကန်နာတူးတွေနဲ့ချိန်ဆက်တဲ့အခါမှာကျွန်တော် DFC ဆက်တိုးကောင်းထဲမှာရှိနေတဲ့ဒီ K line ကျိုးပေါ့နော်ဒီစကန်နာတူးထဲမှာရှိကျွန်တော်စင်နာချက်လက်ဒီဒီဂရီတွေပိုအားတွေတတ်တာတဲ့ data ကျိုးဖြစ်တယ်။သူကပြက်နေခဲ့တယ်ဆိုရင်သူကအနည်းဆုံးဘယ်နှဖို့ရှိရမလဲ9ဖို့ကနေပြီးတော့11ဖို့ရှိနေရမယ်။ဒါမှသူက data ဖတ်နိုင်မှာအဲဒီထဲမှာဘိုးမရှိဘူး။ဒီလိမ္မော်လိမ္မော်ဖြူချားကျိုးလေးကိုတောက်မှတ်တဲ့အချိန်တွေမှာဘိုးမရှိဘူးကျွန်တော်ဒီဆိုင်ကကျွန်တော်တို့က data ချက်လက်တွေဖတ်လို့မရပါဘူး။ 28မှာရှိတဲ့အမျိုးအောင်ကျိုးလေးကကြတော့ကျွန်တော်စကန်နာတူးမရှိတဲ့အချိန်မှာဒီအန်ဒီဆက်တိုးကောင်းထဲမှာ ground ကျိုးနဲ့ပြဲပြီးတော့ reset ချလို့ရမယ်ဖိုက်ဖို့ကျိုးဖြစ်ပါတယ်26နော်28မှာရှိတဲ့လေမော်ကျိုးဟာအမျိုးကျိုးလေးကဒီအန်ဒီဆက်တိုးကောင်းထဲကို plus ဖိုက်ဖို့ပြီးသွန်းထားပါတယ်အဲ့ plus ဖိုက်ဖို့ကျိုးနဲ့ဒီအန်ဒီဆက်တိုးကောင်းထဲမှာရှိတဲ့ ground ကျိုးကိုကျိုးခွာပြီးထိုးလိုက်မယ်ဆိုရင်လည်းဒါဂျမ်းမာထိုးပြီးတော့ reset ချလို့ရပါတယ်ဒီနံပါတ်26မှာရှိနေတဲ့ဖြူနယ်ကြားကျိုးလေးကတော့ CKB စင်စာ Hall of Fame WFA ကျိုးဖြစ်ပါတယ် သူကလည်းစက်တက်အတွက်ကို ECG ကို signal ကိုတရင်ပို့ရတာပါအကယ်၍ဒါဖြူနေကြကြိုးဟောဖိုင်းစီ WP ကျိုးက ECG ကို signal မပို့ခဲ့ဘူးဆိုရင်တော့ဒီတန်ကတတိယစက်တက်လည်းမရတယ်လို့ဆက်လဲမလို့ပါဘူးနောက်တစ်ခုကပင်နံပါတ်30 30မှာရှိနေတဲ့ ချူနီဂျာတူလေးကလည်း CKB စင်နာဟော့ဖ်အိုင်စီ UK တို့ဖြစ်ပါတယ်အကြေးဒါအဲ့ CKB စင်နာမှာရှိတဲ့ဟော့ဖ်အိုင်စီ UK က ETI ကို signal မပို့ခဲ့ဘူးတိုင်းတနေရာကိုတည်းမပို့ခဲ့ဘူးဆိုရင်တော့ဒီဆိုင်ငယ်တစ်စီးကဆက်တက်မရပါဘူးဒါပေမဲ့ကင်းလင်းပြီးနိုးရင်နိုးပါတယ်ဒီပိုင်းရယ်30ပြမှာရှိနေတဲ့အဲပြာဝါကျိုးကကြတော့ CKB စင်နာရဲ့ PCB PCB ပြည့်တဲ့ကားကေပုံကျိုးဖြစ်ပါတယ်သူကတော့ ်အာမိပေါရမယ်အချိန်အင်တာနိုဇယ်စီပြန်ရမယ်အချိန်စီပတ်မော်တာလဲရမယ်အချိန်အာစသည်အပြင်ပေါ်တော့ FID ဆိုတဲ့ကတ်ရမယ်အချိန်တွေကိုဒီစီကိုစင်နယ်ပို့ပြီးတော့ကျိုးဖြစ်နေတဲ့အခါကျတော့သူကစင်နယ်မပို့ခဲ့ဘူးဆိုရင်အဲဒီဆိုင်ကမှာပလမီမထွက်တော့ပြက်တနာနော်ဇယ်စီမပြန်တော့ပြက်တနာစီပတ်မော်တာမလဲတော့ပြက်တနာ FID ဆိုလို့လည်းမကတ်တော့ပြက်တနာနဲ့ကျုံ့နေတာဖြစ်လို့လုံးဝစက်မလုံးနိုင်ပါဘူး ဒီနံပါတ်32မှာရှိနေတဲ့နက်လင်မော်ကြားကျိုးလေးကအောက်ဆီဂျင်ဇင်လာကနေပြီးတော့အင်ဂျင်ပူဂျင်60အထက်ကျော်လွန်တဲ့အခါမှာမီလောင်ကန်ထဲမှာထွက်လာတဲ့အေဇောဂတ်ဆဲကနေမှာအောက်ဆီဂျင်ပါဝင်မှုအချိုးအစားကို ECG ကို signal ပို့ပေးပါတယ်။ဘာနဲ့ပို့ပေးတယ်ဆိုတော့ဘုတ်နဲ့ပို့ပေးပါတယ်။ဘယ်နဲ့ဘုတ်နဲ့ပို့လဲဆိုရင်တော့0.1ဖို့တူ0.9ဖို့ကြားမှာ wave form line ပုံတရံနဲ့အတက်ကြပို့ပေးရပါတယ်။အကယ်၍ဒါအင်ဂျင်ပူဂျင်60ကျော်တဲ့အခါမှာဒီနက်လင်မော်ကြားကျိုးလေးကအုပ်ပစနာကနေပြီးတော့ ECU ပဲနံပါတ်32ကိုဒါဘုတ် signal ပို့ထုတ်မပေးတာပဲဖြစ်ဖြစ်နော် အကျိုးပြနေတာပဲဖြစ်ဖြစ်ဘာဖြစ်နိုင်လဲဆိုတော့ဒီသံဃာတည်းကအင်းငင်ပူလာတဲ့အခါမှာစက်တမရတော့ပြဿနာအဗီယံမငိမ့်တော့ပြဿနာမျိုးတွေနဲ့ကျွန်တော်တို့ကကြုံတွေ့နိုင်ပါတယ်ဒါလေးကတော့ ECU ဟိုမှာတဲ့ညီအကိုအတွက် ECU ကောင်းမကောင်းစမ်းသပ်ပြရင်လည်းကြည့်နေတဲ့ညီကိုရေနော်ခြေကံသမားတွေလေ့လာလို့ရအောင်ကျွန်တော်ကနေပြီးတော့ဗီဒီယိုလေးနဲ့တပိုင်းတစ်စောက်နော်အခုချုံးပြီးတော့ပြန်လဲ share လေးလုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်ကျေးဇူးများလို့တင်ပါတယ်အားလုံးပဲ bye bye ပါအားလုံးပဲ bye bye ပါ